အပိုင်း၁၄၅၆မှာတော့မပန်းခက်ကတော့သူ့အရင်ဘဝအသံဒီဝီကိုရဲရဲဆက်ဆက်တက်ခဲ့တဲ့ဇာနီထက်ကိုကလဲစားချေဖို့အတွက်ဇာနီထက်ရိုက်ကူးရဲတော့သွားပြီးတော့နေထိုင်နေတဲ့နေကအိမ်ကိုလိုက်သွားခဲ့ပြီလည်းဖြစ်ပါရယ်အခုလိုမျိုးအသက်အန္တရာယ်တွေရှိတဲ့ကြားတွေကဇာနီထက်ကိုကလဲစားချေခြင်းလုံးလို့လိုက်သွားခဲ့ရပါမယ်မိုးသူကတော့စိတ်မချခဲ့ပါဘူးအဲ့ဒီကိုရောက်သွားတော့မပန်းခက်လည်းဖြစ်သံဒီဝီလည်းဖြစ်တဲ့ တန်တာမိုတိန်ကတော့စိုက်ကယ်ကြီးနဲ့ရောက်ချလာတော့အဲ့ဒီစိုက်ကယ်ကတန်သီရီရဲ့စိုက်ကယ်ဖြစ်နေတော့ဇာနီချက်ကမြမှာမျိုးလုံးပြူးသွားခဲ့တာဖြစ်ပြီးတော့ချက်ချင်းဆိုသလိုပဲသူ့ရဲ့မိမဝတ္တိရသွားခဲ့တာပါဇာနီထက်ဒီနယ်ကအိမ်ကို ရောက်ရှိလာခဲ့တာကလေတန်သီရီရဲ့အောက်ကနေငွေတွေထုတ်နေတာပြီးတဲ့ကကျတော့တန်သီရီရဲ့ဖုန်းနံပါတ်ကိုမပုံပြန်တင်တဲ့သူကတော့တတိလာဆိုပြီးတော့နော် တန်တရားရှိနေတာဖြစ်တဲ့အတွက်ရေကူရေးလက်လာလုံရင်စုံစမ်းနေရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်တော်ဒီဒီလောက်ကိုသူရဲ့ကိစ္စမှာဝင်းမရှုပ်ဖို့တော့အတန်တန်သတိပေးတဲ့ကြားတဲ့ကနေအခုလိုမျိုးသူ့ကိုလှုပ်တဲ့သူကခဏခဏဖုံးဆက်ပြီးတော့ချင်းချောက်နေတဲ့သူကတော်ဒီဒီလောက်မဟုတ်ပဲနဲ့တခြားသူဖြစ်နေတာဖြစ်တဲ့တော့ထက်မှန်ပြီးတော့ထိတ်လန့်ခဲ့ရပြန်ပါပြီတန်ဒီရီကမပန်ခက်ကတော့သူတို့နှစ်ယောက်ရဲ့ နော်တန်သီရိဒေဆုံးတဲ့အခါမှာပါသွားတဲ့တောင်အောင်ပြုတ်ကြတဲ့အခါမှာပါသွားတဲ့လက်ထက်လက်စွပ်ကြီးကို သူ့ရဲ့ယောက်ျားဖြစ်တယ်နော်ဇာနီထက်ကိုပူပီးခဲ့တာဖြစ်ပြီးတော့ဇာနီထက်ကမြန်မာတော့သူယူတန်ယူနဲ့အယောင်ဝမှာအကြီးကျယ်ကိုထိမ့်လန့်သွားခဲ့ရပါပြီထပ်ပြီးတော့မပန်းခက်တိလိုက်ရတာကဇာနီထက်ကသူ့မိမကိုတတ်ခဲ့လို့နော်တတ်ခဲ့တာနောင်တလုံးဝမရဘူးဆိုတာပါပဲဇာနီထက်ကသူ့ရဲ့အမှုပညာသက်ဆိုရင်နော်သူ့သူ့ရဲ့အမှုပညာအတွက်ဆိုရင် ဘသူကိုမဆိုတက်ဖြတ်ရေးတယ်ဆိုတဲ့အနေထားမျိုးနဲ့ဒါမှပန်းခက်ကိုယင်ဖွင့်လာတာဖြစ်တဲ့အတွက်အယောင်မှာထိတ်လန့်သွားခဲ့ရတာပါဒါပေမဲ့ဇာနီထဲရဲ့ပြောစကားတွေကအယံကိုကြီးခဲ့ရတာပါမပန်းခက်ကအယံဟုံမှာဇာနီထက်ရဲ့ပြောစကားကိုအောင်းအောသွားခဲ့ပြီးဇာနီထက်ကဘာပြောခဲ့လဲဆိုရင်သူ့ရဲ့အရင်မိမကိုတော့ချစ်လို့ယူခဲ့တာမဟုတ်ပဲနည်းနည်းလေးတော့ချစ်ပါရဲတဲ့ဗျာသူ့အနေနဲ့ပဲမိမကိုမှမချစ်ပဲနဲ့မယူဘူးဆိုပြီးတော့ဇာနီထက်ကပြောခဲ့တာအကြောင်းမပန်းခက်စိတ်ထဲမှာတော့နည်းနည်းလေး ချစ်တယ်ဆိုရင်ဘာကြောင့်သူ့ကိုရဲရဲမေခုနဲ့ထုံနေကြတာပါတဖက်မှာလေမိုးသူကလည်းမပန်းခက်ကိုစိတ်ဘူးလို့ခဏခဏဖုံးဆက်ပြီးတော့မပန်းခက်ကိုယူဆိုင်ဖို့တော့မှာချနေကြတာပါအဲ့ဒီအိမ်မှာပဲတဖြည်းဖြည်းနဲ့ကိုဇာနီထဲ့ရုံချင်မှုတွေကိုတဖြည်းဖြည်းယူရင်းနဲ့ဘလိုမျိုးကြောက်တဲ့ကိုသွန်းချပြီးတော့ကိုဇာနီထက်ကိုပြန်လဲပြီးတော့ကလေးစားချေတတ်မလဲဆိုတာကတော့မြင်တွေ့ရမှာပါဗျာ